ပရိသတ်တွေမျှော်မှန်းထားတဲ့သူနဲ့လက်ထပ်တော့မယ်လို့ဝန်ခံလာခဲ့တဲ့ဟိန်းဝင်ရန်ရန်ကုန်ဆယ်လီမျိုးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဟိန်းဝင်ရန်ရဲ့မင်္ဂလာသတင်းကိုပရိသတ်တွေအားလုံးကစိတ်ဝင်စားကြပါရယ်ဒီကနေ့ချိန်ဒီတိုင်းလူပြိုကြီးပွားနဲ့ရက်တီလာခဲ့တာဖြစ်ပြီးမိဘရင်းနဲ့အတူတူနေထိုင်တဲ့ဟိန်းဝင်ရန်ရဲ့အချင်းရင်းကတည်ငြိမ်လွန်းလာပါရယ်အမှုပညာလောကမှာတော့ဟိန်းဝင်ရန်ကဝိုင်းစုခိုင်တဲ့နဲ့ပတ်သက်ပြီးရဲ့နောက်ပိုင်းမှာသူ့ရဲ့အချင်းရင်းကိစ္စတွေကိုပရိသတ်တွေကလုံးဝတီးခွင့်မရခဲ့တော့ပါဘူးဒါအပြင်ဟိန်းဝင်ရန်ကလည်းအဲ့ဒီနောက်ပိုင်းကစ ပြီးမိမရီနဲ့ကင်းကင်းရှင်းရှင်းဆိုသလိုနေလာခဲ့တာဖြစ်ပြီးသူရဲ့အမှုပညာလုပ်တွေပေါ်မှာပဲစောင့်ချပြီးတော့လုပ်ကင်လာခဲ့တာပဲဖြစ်ပါတယ်။အမှုပညာတက်တန်းတခြားမှာဟင်းဝင်ရန်နဲ့အလိုက်ဖက်ဆုံးအတွဲညီဆုံးမင်းသမီးတလက်ကတော့စိုးပြည့်သစင်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပရိသတ်တွေကလည်းစိုးပြည့်တစင်နဲ့ဟင်းဝီယန်တို့ကိုဝိုင်းပြီးရှစ်ပေးကြတာဖြစ်ပြီးငွေစင်ဆိုတဲ့ fan နဲ့အတူတူဟင်းဝီယန်တို့ရဲ့မွေးနေ့တွေအမတ်တရားနေ့တွေမှာပရိသတ်တွေက surprise တွေအများကြီးလုပ်ပေးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာလည်းဟင်းဝီယန်ရဲ့မွေးနေ့ဖြစ်ပါတယ်။ဟင်းဝီယန်ရဲ့မွေးနေ့မှာလည်းငွေစင် fan တွေနဲ့ စိုးပြေတစဉ်တို့ကပွဲတစ်ခုမှာ surprise လုပ်ပေးခဲ့တာပါ။နောက်ပြီးအဲ့ဒီပွဲမှာဆိုရင်လည်းဟင်းဝင်ရန်နဲ့စိုးပြေတစဉ်ကတကယ့်ကိုဝယ်ရင်အခမ်းအနားကျင်းပတဲ့ပုံစံအတိုင်းနဲ့တရုတ်ဆောင်ပေးခဲ့တာကြောင့်ပရိသတ်တွေကရန်ကိုရှင်းခုန်နေကြတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ကအင်တာဗျူးတစ်ခုမှာတော့ဟင်းဝင်ရန်ကပရိသတ်တွေထင်မှတ်ထားတဲ့သူနဲ့ပဲလက်ထပ်သွားတော့မယ်ဆိုတဲ့အကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာကိုဟင်းဝင်ရန်တယောက်တည်းကပြောပြခဲ့တာမဟုတ်ဘဲဟင်းဝင်ရန်ရဲ့ဖခင်ကိုယ်တိုင်ကပြောပြလာခဲ့တာပဲဖြစ်ပါတယ်။မကြာခင်ကာလအတွင်းမှာဟင်းဝင်ရန်ရဲ့မင်္ဂလာတ တင်းကိုကြားရမှာဖြစ်တယ်။ပြီးတော့အဲ့ဒီမင်္ဂလာကိစ္စကလည်းပရိသတ်တွေထင်ထားတဲ့သူပရိသတ်တွေသဘောတူထားတဲ့သူပဲလို့ပြောပါရယ်။ဟိဝိယံကိုတိုင်ကလည်းကျွန်တော်ဘက်ကနေပြီးတော့အစဉ်တင်ဖြစ်ပြီးပရိသတ်တွေကိုချပြရမယ့်အချိန်ရောက်ပြီဆိုတာနဲ့တကွာချပြမှာပဲဖြစ်ပါရယ်။ဒါကြောင့်ပရိသတ်တွေတော့စိတ်ညစ်စရာတော့လိုမှာမဟုတ်ပါဘူး။ပရိသတ်တွေစိတ်ချမ်းသာရမှာပါလို့ပြောပြလာခဲ့တာပဲဖြစ်ပါရယ်။ဟိဝိယံရဖခင်ကိုတိုင်ကအခုလိုမျိုးသူတို့ဘက်ကကိုတိုင်ကအကြည့်ကြည့်ပြူပြူနဲ့သဘောတူထားပြီးခဲ့တာဖြစ်တယ်လို့ပြောပြခဲ့တာဖြစ်ပြီးဟိဝိယံရမိခင်ကလည်းတားရ ရဲ့အခြေအနေနဲ့ပတ်သက်ပြီးသူတို့ဘက်ကတော့ဘာမှဝင်ရောက်ဆက်ဖက်ထားတာမဟုတ်ဘူးတားကလည်းသူတို့မကြိုက်တဲ့သူနဲ့တော့လက်ထက်မှာမဟုတ်ဘူးလို့မိဘတယောက်အနေနဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဒီအင်တာဗျူးတက်လာပြီးရဲ့နောက်မှာတော့ဟင်းဝီရန်နဲ့စုပြစ်သစင်မင်္ဂလာဆောင်တော့မယ်ဆိုပြီးပရိသတ်တွေအားလုံးကထင်ကြီးပေးလာခဲ့တာပါဒီဇိုင်နာတဦးကဆိုရင်လည်းဒီနှစ်ထဲမှာပဲသူ့ကိုမင်္ဂလာပွဲတက်ဝတ်ဆောင်နေအပ်ထားတဲ့နေရာမှာပရိသတ်တွေထင်မှတ်ထားတဲ့စုံတွဲတည်းပရိသတ်တွေသဘောတူထားတဲ့စုံတွဲတည်းလည်းပါတယ်တချင်းလဲဆိုတဲ့တရုတ်ဆောင်လဲလုတ်တယ်ဆိုပြီး အရေးမို့တင်ပြောပြလာခဲ့တာကြောင့်အားလုံးကငင်းစင်ဖန်ဒီကုံလုံးကဟင်းဝင်ရနဲ့စုပ်ပြေတစဉ်ဆိုပြီးမှတ်ချက်တွေပြုပေးနေကြတာဖြစ်ပါတယ်။အမှုပညာလုပ်တွေကိုပဲတောင်းလျှောက်ဆိုသလိုလုပ်နေကြတာဖြစ်ပြီးအချင်းကြီးအချင်းရနဲ့ပတ်သက်ပြီးဘယ်တော့မှပူပွင့်လင်းလင်းမရှိသလိုဖွင့်ပြောလို့မရှိတဲ့ဟင်းဝင်ရကဒီတကာမှာအင်တာဗျူးကိုမိသားစုလိုက်ဖြေချနေတာဖြစ်ပြီးမိသားစုလိုက်ကပရိသတ်တွေသဘောတူထားတဲ့သူပရိသတ်တွေထင်မှတ်ထားတဲ့သူနဲ့ပဲလက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကိုပြောပြလာခဲ့တာမို့ပရိသတ်ကြီးကလည်းစုပ်ပြေတစဉ်နဲ့လို့ထင်နေကြပါပြီ။ဗီဒီယိုကိုကြည့်ရှုနေ ကြတဲ့ပရိသတ်ကြီးရောဟင်းဝင်ရန်တရားစိုးပြစ်သစင်းနဲ့လက်ထပ်ဖြစ်မလားသူလက်ထပ်မဲ့သူကဘယ်သူလို့ထင်လဲဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်